မင်္ဂလာပါဒီနေ့ကျွန်တော်မာတင်ပရက်စကော့ရဲ့ Quit Pawn and Get Rich စာအုပ်ထဲကကောင်းတုတ်ချက်တချို့ကိုအခြေခံပြီးဆွေးနွေးကြမှာပါ ဟုတ်ကဲ့ပါဒီစာအုပ်ကနည်းနည်းတော့ထူးခြားလေဆက်ဆက်မှုတစ်ခုကိုဖော်ပြထားပုံပဲအဲလိန်အတာပေရုပ်ရှင်ကြည့်တဲ့အလေးချစ်လို့ကိုရဲကိုရာကိစ္စတစ်ခုကနေပေါ့လေဘဝရဲ့အောင်ရင်မှုချမ်းသာမှုအထိဘလို့ဆက်ဆက်နိုင်တယ်လဲဆိုတော့ပြောထားတာဒါကိုပဲကျွန်တော်တို့ထူးထူးလေ့လာကြည့်ကြအောင်ဟုတ်ပါတယ် ဒီဆွေးနွေးမှုမှာတော့ဒီကောင်းလို့ချက်တွေကပြောတဲ့အချက်တွေကိုပဲအဓိကထားကြီးသွားမှာပါဟုတ်ကဲ့ဒီစိတ်ဆန္ဒကိုဆွေးဆောင်တဲ့အရာတွေကိုကိုကိုထိန်းချုပ်နိုင်စွမ်းနောက်ပြီးတော့စိတ်အားထက်သန်မှုပေါ့လေအဲ့ဒါတွေကိုစီမံနိုင်ခြင်းကကိုရေးကိုတာတော့အလုတ်ကင်မှာပါဘလို့တက်ရောက်နိုင်တယ်လဲဆိုတာကိုစာအုပ်ကဘလို့တင်ပြထားလဲနားလည်ဖို့စူးစမ်းကြည့်ကြတာပေါ့ကောင်းပါပြီစာအုပ်ရဲ့အဓိကအဆိုတစ်ခုကလင်းအသားပေးရုပ်ရှင်ပုံမှန်ကြည့်တာကလေမူကြီးဆဲလို့ဆွဲလာမှုခက်စေနိုင်တယ်ဆိုတာပဲဟုတ်ပါတယ် ပြီးတော့ဒါစိတ်အားထက်သန်မှုအာယုံစူးစိုက်မှုလူမှုဆက်ဆံရေးတွေကို ထိခိုက်စေတဲ့လိမ်ပိုင်းဆိုင်ရာပြဿနာတွေအထိဖြစ်နိုင်တယ်ဆိုတော့အမ်နင်းနေတော့ပြင်းထန်တယ်ပြောဆိုချက်ပဲဟုတ်တယ်သူကအကျိုးဆက်တွေအနေနဲ့နာရရှိပင်ပန်းတာဟန်ညံကြတာစူးရင်စိတ်မျောတာတွေပါတယ်လို့လည်းဖော်ပြထားတယ်ဟုတ်ပါပြီဆိုတော့စာအုပ်ထံမှာဘာကြောင့်ဒီလိုဖြစ်ရတယ်လို့သူကရှင်းပြထားပါသလဲ အဲအဓိကရှောင်းရင်နှစ်ခုသုံးခုလောက်ဖော်ပြထားတာတွေ့ရတယ်။ပထမတစ်ခုကတော့လင်ရသားပေးရုပ်ရှင်ဟာဦးနှောင်းရဲ့စုလော်စနစ်ကိုတဘာဝမကြစွာစုံစော်တဲ့ super normal stimulus တစ်ခုဖြစ်နေလို့ပါပဲ။ super normal stimulus ဟုတ်ပါတယ်။ဟိုဟာလီတင်ဘာဂန်ဆိုတဲ့အသိပံပညာရှင်ရဲ့ငှက်ဥလီလာမှုဥပမာပေးထားတယ်။ဟွန်းငှက်တွေကသူတို့ရဲ့တဘာဝဥတွေထက်ပိုတောက်ပြောင်ပြီးပိုချီးတဲ့ဒါပေမဲ့အတူဖြစ်တဲ့ဥတွေကိုပိုပြီးတိုက်ထက်တဲ့ချင်နေတာမျိုးပေါ့။ပြောရရင်ဦးနှောင်းကိုလှည့်စားလိုက်တဲ့သဘောမျိုး။အိုးစိတ်ဝင်စားစရာပဲ။ဦးနှောင်းက အဲ့လိုအလွယ်တကူအလင်းခံရတာပေါ့နော်အဲလိုဘောတယောက်တယ်လို့ဆိုလိုတာပါဒုတိယအချက်ကတော့ဒိုပမင်းနဲ့ဆက်ဆက်နေပါတယ်ဒိုပမင်းဟုတ်ကဲ့ဒီလိုရုပ်ရှင်တွေလားဒိုပမင်းအများကြီးကိုရုပ်တရထုတ်လို့စေတယ်အဲ့ဒီအခါဦးနှောက်ရဲ့ receptors တွေကအာနည်းနည်းထုံသွားတယ်လို့ဖြစ်စေလို့ဆောက်ကဆိုပါတယ်ထုံသွားတယ်ဆိုတာကဆိုလိုတာကလေဒီလိုဒိုပမင်းအများကြီးရလိုက်တော့တာမန်ပျော်ရွှင်မှုလေးလေးပေါ့ဥမာ coffee ကောင်းကောတောက်ရတာမျိုးဒါမှမဟုတ်အလို့တစ်ခုပြီးသွားတဲ့ခံစားမှုမျိုးကအရင်လိုစိတ်ကြည်နပ်မှုတိတ်မပေးနိုင်တော့လို့ဆိုတော့သဘောပါတယ်။ဩဟုတ်ကဲ့ဟုတ်ကဲ့ဒါကနေ့စဉ်ဘဝရဲ့စိတ်အားထက်သန်းမှုအာယုံဆိုင်မှုတွေကိုထိခိုက်စေနိုင်တယ်လို့ဆိုတော့ coolidge effect ဆိုတာနဲ့လည်းနည်းနည်းဆက်ဆက်ပြထားတယ်။အစ်စ်အဆန်းကိုပဲလိုချင်နေတာမျိုးပေါ့။ဟွန်းဒိုပမင်ကိစ္စကရှင်းပါတယ်။ဒါနဲ့ testosterone ကျစင်မှုကျောင်းလည်းပါသေးတယ်နော်။အဲ့ဒါကတော့ဘယ်လိုလဲ။ဟုတ်ကဲ့ testosterone ကိုတော့ပြချအချက်အနေနဲ့ဖော်ပြထားပြင်တယ်။ ဒီလင်းအသားပြည့်ယုတ်ရှင်နဲ့အတူတကူရီအာသားပြည့်တမချာခဏလုတ်ရင်ပေါ့လေရင်ဖန်ရန်ခါတဘာဝအတိုင်းမဟုတ်ပဲနဲ့อืมအလွန်အကျွံဖြစ်တဲ့အခြေအနေမျိုးဟုတ်ပါတယ်အဲ့ဒါက testosterone ကမာနာကိုကျဆင်းစေနိုင်တာဒါမှမဟုတ်သူ့ရဲ့ receptors တွေကိုထုံသွားစေတာမျိုးဖြစ်နိုင်တယ်လို့ဆိုတယ်အော်ဒါကယုံကြည်မှုစွန့်စားလို့စစ်အဲလင်း600ဟန်ဒါရီကိုပါလွတ်ကျစေနိုင်တယ်လို့ဆာအုပ်ကအဆိုးပြတာပေါ့လေးလာမှုတချို့ကိုလည်းကိုးကားထားတယ် တာမန်လင်းဆက်ဆက်မှုကတက်စတိုစတရုန်းကိုမြင့်တင်နိုင်ပေမဲ့ဒီလိုအလွန်ကျွန်းအာသာဖြစ်မှုကတော့ဆန့်ကျင်ဖက်ဖြစ်နိုင်တယ်ဆိုပြီးပေါ့ဟုတ်ကဲ့မျိုးဆက်လိုက်တက်စတိုစတရုန်းကျလာတဲ့အကြောင်းလဲနည်းနည်းထည့်ပြောထားတယ်နော်မှန်ပါတယ်အဲ့ဒါကိုလည်းမသားဖော်ပြထားတာတွေ့ရတယ်ဟုတ်ပြီဒီလိုဦးနှောက်ရဲ့ reward system လေးဟော်မုန်းတွေပေါ်တက်ရောက်မှုတွေရှိနေတယ်ဆိုရင်ဒီအခြေအနေနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့စာအုပ်ကဘာကိုအကြံပြုထားလဲကိုကိုကိုထိန်းချုပ်နိုင်စွမ်းလို့ပြောထားတယ်နော် အရာကိုဘလို့တိုးတက်တောင်လို့မလဲအဲဒီနေရာမှာဘိမတ်စတာဆိုတဲ့သူတိတ်ကြီးရဲ့အယူဆကိုကိုးကားထားတာစိတ်ဝင်စားဖို့ကောင်းတယ်သူကမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းဆိုတာကျွတ်သားတစ်ခုလိုပဲလေ့ကျင့်ပေးလို့ရတယ်လို့ဆိုတယ်ကျွတ်သားလို့လေ့ကျင့်လို့ရတယ်ဟုတ်ပါတယ်ဥပမာကိုနေရန်ထမောင်းနေတာလေ့ကျင့်ပြန်ပုံမှန်လှုပ်တာ အချိုးရှောင်တာလိုမျိုးတိတ်တိတ်မောမောလေ့ကျင့်မှုတွေကတော့ရေပင်ရေထိန်းချုပ်နိုင်စွမ်းကိုအားကောင်းစေတယ်လို့ဆိုပါတယ် ဆိုတော့အဲ့ဒီလိုလုတ်တဲ့သူတွေကတခြားနေရာတွေမှာပါပို့ပြီးထိန်းချုပ်နိုင်လာတာမျိုးပေါ့ဥပမာဆေးလေးဖြည့်ညူပို့ကြကြရှောင်းနိုင်တာမျိုးစာပို့ချက်နိုင်လာတာမျိုးလိလာမှုအကူကားတွေနဲ့ပြောထားတာပါဒါဆိုစိတ်တက်ကြန့်ခိုင်မှုတတ်တတ်မဟုတ်ပဲတကယ်လိကျင့်ယူလို့ရတဲ့အလေးအကျင့်တွေနဲ့ပဝင်းကျင်အပြောင်းလဲကအရေးပါတယ်ဆိုတဲ့သဘောလားအတိအကျပါပဲပဝင်းကျင်ရဲ့အရေးပါပုံကိုလည်းသူကအသာပေးပြောထားတယ်ဟုတ်ကဲ့ဗီယက်နမ်စစ်ပြန်နေဟီရိုရင်းဖြတ်တဲ့ဦးမာလေး စစ်မီပြင်းမှာအချင်းနဲ့ရရကြောင်ဆွဲခဲ့ကြပြီးမဲ့အိမ်ပြန်ရောက်ပြီးပဝင်းချင်းပြောင်းသွားတဲ့အခါအများစုကအလွဲတကူပြန်ဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုတယ်။ဟွန်းပဝင်းချင်းကတော်တော်အရေးပါတာပဲ။ဟုတ်ပါတယ်။စာရေးသူကိုယ်တိုင်လည်းဒီအချင်းကိုဖြတ်ဖို့သူ့ရဲ့နေထိုင်မှုပုံစံနဲ့ပဝင်းချင်းတွေကိုပြောင်းလိုက်ခဲ့ရတယ်လို့ရေးထားပါတယ်။ကောင်းပါပြီ။ဒီတော့မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကိုကြွတ်တားလို့လွှင့်ခြင်းမယ်။ပဝင်းချင်းကိုပြောင်းမယ်။ဒါတွေကနောက်ဆုံးမှာစာအုပ်ခေါင်းစဉ်မှာပါတဲ့ ချမ်းသာခြင်းဆိုတဲ့ပန်းတိုင်နဲ့ဘယ်လိုတကယ်တမ်းသွားပြီးဆက်ဆက်နေတယ်လို့ဇာယသူကဆိုချင်တာလေအေးချိတ်ဆက်ပြထားပုံကတော့ဒီလိုပါဒီလင်ရသားပေယုရှင်လိုအားပြင်းတဲ့တဘာဝမကြတဲ့စိတ်ဆန္ဒဖြစ်ပေါ်စေတဲ့အရာကိုဖြစ်တော့လိုက်မယ်ဆိုရင်ပေါ့လေဟုတ်ကဲ့အဲ့ဒီနေဦးနောက်ရဲ့တဘာဝစိတ်အားချက်တမ်းမှုပြန်ရလာမယ်အာယုံစုဆိုင်မှုပိုကောင်းလာမယ်မိမိကိုယ်ကိုထိန်းချုပ်နိုင်စွာတက်လာမယ်တက်စတိုစတရွန်လိုဟော်မုန်းတွေပြန်လည်မြတာလာနိုင်မယ် ဟုတ်ကဲ့နောက်ဆုံးမှအဲ့လိုလုံနိုင်ခြင်းအချင်းစိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေပိုလျန့်လာမယ်လွတ်မြောက်လာမယ်လို့စောက်ကအဆိုပြုပါတယ်။ဟွန်းဂျီလိုပြန်ရလာတဲ့စွမ်းအင်အာယုံဆူဆိုင်မှုထိမ့်ချုံနိုင်စွမ်းတွေကိုမှရေရှိပိုင်းတိုင်းတွေလိုက်ဖို့သုံးနိုင်တယ်ပေါ့။တင်ညာတင်တာစီပေါ်ထောင်တာညှိတိုင်းဆွေးနွေးတာစွန့်ဆောင်မှုတွေလောက်တာ။အိုးဒီလိုပြန်ရလာတဲ့ capacity တွေကိုတခြားအချိုးရှိတဲ့နေရာတွေမှာသုံးဖို့အားဖြစ်သွားတယ်ဆိုတဲ့သဘော။ဟုတ်ပါတယ်။ ဒါတွေဟာအောင်မြင်မှုရဲ့အခြေခံဖြစ်တဲ့မမြင်နိုင်တဲ့ပိုင်ဆိုင်မှု intangible assets တွေပဲလို့သူကသင်ပြထားတာပါဆိုတော့အနစ်ချုပ်ရရင်ဒီကောင်းနှုတ်ချက်တွေရလိန်အသားပေးရုပ်ရှင်လို့အားပြင်းတဲ့အရာတွေကို စီမံခန့်ခွဲနိုင်စွမ်းကပါလေဟုတ်ကဲ့တဘာဝစိတ်အားထက်သန်မှုအာယုံစုဆိုင်မှုနဲ့ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလို့အခြေခံကြတဲ့စွမ်းရည်တွေကိုပြန်ပြီးထိန်းကျောင်းနိုင်မှုအရေးပါတယ်ဒါတွေကမှ တကယ်ပေါ်ကပန်းတိုင်တွေကိုရောက်ဖို့လိုအပ်တဲ့အရင်အမေ့တွေဖြစ်တယ်လို့ Prescott ကအဆိုပြုချင်တာပေါ့နော်ဟုတ်ပါတယ်ဒီအရင်မေ့ချဲကအချက်တွေပေါ်မှာပဲအခြေခံမိစဉ်းစားစရာလေးတခုထပ်ဖြားချင်တာကဟုတ်ကဲ့ပြောပါခင်ဗျဒီစာသားတွေထဲမှာလင်းအသင်အပိရုပ်ရှင်အပြင်တခြားတာမန်ထလုံကဘစိတ်ဆန္ဒဖြစ်ပေါ်စေတဲ့အရာတွေပေါ့ဥပမာအတင်းစားအစားအစာတွေဆိုရှယ်မီဒီယာဖီတွေအဲ့အရာတွေဟာကျွန်တော်တို့ရဲ့ခေတ်သစ်ပုံဝင်ခြင်းမှာအများကြီးရှိနေတယ်လို့အရေးမျိုးပြောထားတာရှိပါတယ်။อืมဟုတ်ပါတယ် ိုတော့ဒီလိုစဉ်းစားကြည့်လို့ရမလားပေါ့အကယ်၍လူတယောက်ဟာဒီလိုအင်မတန်စွိုင်းဆောင်အပြင်းတဲ့အရာတစ်ခုဥမာဒီမှာပြောတဲ့လင်းအသားပြေရုပ်ရှင်ကိုထင်းချုံနိုင်အောင်လေ့ကျင့်နိုင်ခဲ့ရင်ဟုတ်ကဲ့အဲ့ဒီကရလာတဲ့စွိုင်းရည်နဲ့သင်္ကန်းစာတွေကတခြားအာယုံစူးစိုက်မှုနဲ့စွိုင်းအင်တွေကိုလူယူနေတဲ့ခစ်တဲ့အနောက်ရက်ကပေါ့လေဟောအဆုံးမရှိတနည်းအချက်လက်တွေအစ်အစမ်းကိုအများနဲ့ရှာဖွေလို့စိတ်တွေ အဲ့ဒါတွေကိုပိုကောင်းကောင်းရင်ဆိုင်မှုအထောက်အကူပြုလင်မလားဆိုတာပါပဲဒါကတော့စဉ်းစားစရာအချက်တခုလို့မြင်မိပါတယ်တကယ်စဉ်းစားစရာအချက်ပါပဲတခုကိုထိန်ချုပ်နိုင်ရင်တခြားအရာတွေကိုပါတက်ရောက်သွားနိုင်လဲဆိုတဲ့သဘောပေါ့ကောက်ပါပြီဒီနေ့ဆွေးနွေးမှုအတွက်ကြီးစုတင်ပါတယ်ဟုတ်ကဲ့ပါ